2020နောက်ပိုင်းမှာအခုဆိုရင် AI နေရတော်တော်ကြီးပုံမှာ ကြံတန်းလာတာကိုမိတ်ဆွေတို့နေနဲ့တတိထားမှုကြောင့်လို့ထင်တယ်အခုဆိုရင် TikTok နဲ့ Facebook ပုံမှာဒီလို AI ဗီဒီယိုတွေကိုမိတ်ဆွေတို့ကြည့်ဖို့ရမှထင်တယ်နော်လူငယ်တွေအခုရင်ကွဲတာတွေများတယ်အဖအကြံဉာဏ်လေးများရှိမလားတယောက်တည်းကိုပဲမချစ်နဲ့အများကြီးရှာထားနေခါလေးကြရင်အတုံးနဲ့အစ်စ်နဲ့တော့ခွဲခြားဖို့အရောက်မှာခက်တယ်ကွာနောက်ခံ background တွေလည်းတော်တော်ကြီးပုံမှာအသက်ဝင်လာတယ်တော်တော်ကြီးပုံမှာမိုက်လာတာကိုတွေ့မြင်ရတယ်နော် ဒီညမှာပြလွန်ခဲ့တော့နှစ်ပေါင်း20လောက်ကျွန်တော်တို့ပြင်လေပြီးတော့သွားမှဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်တော့နော်ကျွန်တော်တို့ Google တစ်မျိုးကိုပဲကျွန်တော်တို့တွေတုံဆွဲလာကြတော့ Google က1998ခုနှစ်လောက်မှာစတဲ့ပေါ်ပေါက်လာပြီးတော့2000ခုနှစ်လောက်မှာ Google ဆိုတဲ့လူနေနဲ့တည်လာတယ်လူနေနဲ့သုံးမြတုံးများလာတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သိချင်တာကျွန်တော်တို့မြင်ရချင်တာကို Google မှာတွားရောက်ပြီးရှာလောက်ခါမှာ တချို့တွေကြတော့မစုံနေတာတွေအများကြီးရှိတယ်လိုအပ်ချက်တွေအများကြီးရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ ID kit ID card တော့ကိုယ်ခွဲကအကောင်းဆုံးကျွန်တော်တို့အတွက် heavy တစ်ခုလို့ပဲကျွန်တော်တို့ထင်တာနော်အကောင်းဆုံးတစ်ခုလို့ပဲထင်တာဒါပေမဲ့ဒီ2020နောက်ပိုင်းမှာမှပေါ်ထွက်လာလို့ဒီ ChatGPT လို့ဒီတခြားသော AI တွေကအရန်ကမှကြမ်းတမ်းလာပြီနော် ChatGPT ဆိုရင်လည်းခုဆို AI နဲ့မှတော်တော်ကြီးမှနာမည်ယူသွားလို့ဟို AI တစ်ခုဖြစ်တယ်နော်တော်တော်ကြီးမှကောင်းလာတဲ့ AI တစ်ခုဖြစ်တယ် ကိုသိချင်တဲ့အကြောင်းအရာတစ်ခုကိုချက်ချင်းပြီးတော့ချက်ချင်းရိုက်ချလိုက်စက္ကန့်ပိုင်းတော့ဒီမှာကျွန်တော်တို့သိချင်တဲ့အကြောင်းအရာတစ်ခုကိုချက်ချင်းသူကပြန်လည်ပြီးတော့ပေါ်ပြနိုင်တဲ့ AI တစ်ခုဖြစ်လာနော်တတော်ကြီးမှာတတော်ကြီးကျန်တန်းလာ AI တစ်ခုဖြစ်တယ်ဒါနဲ့ဒီနေ့ဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့တဲ့မှာ AI ဆိုတော့ဘာမှမသိသေးလို့မိတ်ဆွေတွေလည်းရှိကြမှာလို့ထင်တယ်ဒီနေ့မှာ AI ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးမယ်နော် AI ကတော့နှစ်မျိုးရှိတယ်။ Narrow AI နဲ့ Store AI ဆိုတာနှစ်မျိုးရှိတယ်။ Narrow AI ကတော့ကျွန်တော်တို့ဒီလူသားတွေကြီးက ဘာတင်းနေတင်ပေးတလောက်ကိုပဲသူကအလုံးလုံးပေးနိုင်တဲ့ AI တခုဖြစ်တယ်เนาะအဲ့ဒါကျွန်တော်တို့ဟိုအရင်ကတော့ AI ပုံစံမျိုးပေါ့နေတော့ AI ကတော့ကျွန်တော်တို့လူသားတွေဥပမာ YouTube မှာဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ် TikTok မှာဖြစ်ဖြစ်ဗျာကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်တင်တာဟာချက်တယ်ကျွန်တော်တို့ခံအတွက်ကျွန်တော်တို့တင်တော့ခါမှာကျွန်တော်တို့တင်လို့အကြောင်းအရာတခုလောက်ကိုပဲသူကနည်းနည်းလေးဖြန့်ပေးနိုင်တယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့လူသူကဖြန့်ပေးနိုင်တယ်ပေါ့เนาะဥပမာကျွန်တော်တို့ဒီကိုကျွန်တော်တို့အခန်းထဲမှာပါရှိတယ်ဗျာကျွန်တော်အခန်းထဲမှာရှိလို့အရာတခုကိုသူက လှမ်းပြီးတော့ဒီနန်းမှာဒါရှိတယ်ဆိုပြီးတော့ဟိုတယောက်ကိုလှမ်းပြီးတော့ပြလို့ပုံစံမျိုး ID နေတော့ AI ကတော့နောက်တော့ဒီ store AI ကတော့ကျွန်တော်တို့နည်းနည်းတော့ကျန်းလာတယ်သူကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လူသားတွေဘာလုပ်နေလဲဘယ်သွားနေလဲဆိုတာကသူကသိလာရခဲ့လို့ပုံစံမျိုးမှာရှိတယ်ဥပမာကျွန်တော်တို့လူသားတွေပြောခီးတစ်ခုသွားတယ်ခီးတစ်ခုသွားတယ်ဆိုရင်ဒီလူကကိုဘယ်နေရောက်နေလဲဆိုတာကအခုနောက်ပိုင်း AI တွေကတဖြည်းဖြည်းနဲ့ကျွန်တော်တို့လူသားတွေကိုခိုင်းစေလာတယ်တော်တော်လေးသိလာတယ် နောက်ပြီး AI ဒီပညာတွေတော်တော်ကြီးပေါ်ထွက်လာတာနဲ့အများကျွန်တော်တို့လူသားတွေရဲ့ data အချက်အလက်တွေကိုလည်းအများကြီး AI ကကျွန်တော်တို့ခိုးလာတာလည်းအများကြီးတွေ့ရတယ်။တချို့သောလူတွေကတော့ AI ကိုကောင်းနေမှာအသုံးပြုကြတယ်လို့တချို့သောလူတွေကတော့လည်းဒီ AI ကိုမကောင်းလို့နေရတာမှာအသုံးပြုလာတာကိုလည်းမိတ်ဆွေတို့အနေနဲ့သတိထားမှကြမယ်လို့ထင်တယ်။တချို့တော့ကြတာဒီဘုလိုမျိုးဖျားပုံတော်တွေကို AI နဲ့လုံကြတာလည်းရှိတယ်။တချို့တွေကြတာဘုလိုဟာတာပုံတွေတွေပဲလုံကြတာလည်းရှိတယ်။ နောက်ပြီး AI ရဲ့အလုပ်လုပ်ပုံတွေကအခုဆိုရင်တော်တော်ကြီးဟိုမှာကြံတန်းလာတာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူသားတော်တော်များများကိုတနေ့ကျွန်တော်တို့လူသားတွေရဲ့တနေ့တာ24နိုင်နှုံးလုံးကို AI ဟာ AI ကကျွန်တော်တို့ဆွဲဆောင်လာတာဖြစ်တယ်။ကျွန်တော်တို့ကူ social တွေတုံးနေကြတယ်ဒီ TikTok လို Facebook လို့ကျွန်တော်တို့ကြည့်နေကြတုံးနေကြတယ်ဆိုတာဒါ TikTok လို Facebook လို့ဆိုတော့လေ AI နဲ့ပဲတဲ့ကနိပညာတစ်ခုဖြစ်တယ် social တစ်ခုဖြစ်တယ်။အဲ့ဒီ social တွေကိုမှကျွန်တော်တို့တွေက တနေ့တောင်မတုံးရအောင်လို့ဆိုစားမုံဝင်အိမ်မပြောလို့သူတွေတွေအများကြီးရှိတယ်နော်တချို့တော့လူတွေဆိုရင်ထမင်းစားချိန်တောင်မေးနေကြတဲ့သူတွေရှိတယ်ရေတောက်ဖို့လောက်မှကျွန်တော်တို့ရေတတော်ကြီးစားမှန်းတာထောက်တောက်ပြုံးမှုလူတွေရှိတယ်အပေါ်ပါသွားချင်တော့မှဒီ AI နဲ့ကျွန်တော်တို့ရုံးမထွက်နိုင်လို့တော့အောက်အင်းတော့နေသားကြတဲ့သူတွေအခုဆိုရင်အများကြီးရှိတယ် AI ကကျွန်တော်တို့လူသားတွေတော့ဘယ်လောက်ထိစိုးမိုးလာလဲဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုရင် သူ့စီကရုံးမထွက်နိုင်အောင်လို့ကျွန်တော်တို့လူသားတွေဘာကြက်တက်လဲဆိုတော့ AI ကသိတယ်ဗျာနော် ျွန်တော်တို့ TikTok မှာဥပမာကျွန်တော်တို့တွေဒီဆက်ကတကားကြည့်တယ်ပေါ့ကိုကဘယ်လိုဆက်ကမျိုးတွေကြိုက်တတ်လဲဆိုတော့ TikTok မှာသူကတခါတည်းအဲ့ဒီအောက်မှာနောက်တဲ့ဆက်ကတွေမှာလာအောင်ကျွန်တော်တို့တခါတည်းသူကတွန်းပို့တာအဲ့ဒီအတွက်ကိုကျွန်တော်တို့ကြဲလို့အရာတခုကိုကျွန်တော်တို့လုံးနေရတာဖြစ်တယ်ကျွန်တော်တို့ကြည့်နေရတာဖြစ်တဲ့အတွက်ကိုဒီ AI တွေကနဲ့ကျွန်တော်တို့ဒီ social တွေဘောကနဲ့ကျွန်တော်တို့စဉ်းဖို့ဆိုတော့တော်တော်ကြီးမှခေးရင် TikTok လည်းကျွန်တော်တို့ဘုံလည်းအနေဆုံးတော့ကျွန်တော်တို့ချိန်နေကိုနိုင်ွက်လောက်တော့နေဆုံးတော့ TikTok ကယူသွားပြီးတာဖြစ်တယ်ဖြစ်စို့ကိုလည်းထုတ်တူပဲဖြစ်စို့ကိုလည်းကျွန်တော်တို့ဝင်သွားပြီးဆိုရင် ဒီကျွန်တော်တို့ကြံ့ကြံ့တက်လို့ဗီဒီယိုတွေကိုပဲသူကအများနဲ့လို့ချပြနေလို့တော့ကိုကျွန်တော်တို့လည်းနောက်ထပ်တစ်ခုဘာနဲ့ဆက်လာမလဲဘာမဲ့ဆက်လာမလဲကျွန်တော်တို့ဆွေးနေဆွေးနေဆွေးနေနဲ့အချိန်နဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကုန်သွားကြတော့ပြည့်မြောင်မယ်ထင်တယ်နော်ဟုတ်လုံငယ်တဲ့နှစ်ပေါင်း20လောက်လုံလားဆိုရင်ဒီကိုခဲတစ်မျိုးလေးတော့ကျွန်တော်တို့အသုံးပြုလို့တော့ကိုခုလိုမျိုးကျွန်တော်တို့ရုပ်ပုံတွေနဲ့ခုလိုအတော့ဝင်နေတဲ့ AI တွေလည်းမရှိသေးလို့တော့ကိုကျွန်တော်တို့အချိန်တွေကိုကိုခဲကမဖြုံးကြနော်ကိုခဲကျွန်တော်တို့သိချင်တဲ့အကြောင်းအရာတစ်ခုပဲသူကချပြတာဖြစ်တယ် တခြားသောအကြောင်းအရာတွေကိုကမချပြောက်ပြနောက်ပိုင်းဒီ TikTok နဲ့ Facebook နဲ့ follow ပြီးနောက်ပိုင်းမှာလူတွေကဒီလူတွေကအာရုံဒီ TikTok နဲ့ Facebook နဲ့တွေပဲတစ်ချိန်လုံးနှိမ့်မြုပ်လာတာရှိတယ်တယောက်နဲ့တယောက်စကားမပြောပြစ်လို့ခါတယ်တော့ရှိတယ်မိသားစုဝင်ချင်းချင်းတော်မှာဒီအိတ်နဲ့အိတ်မှာဆိုရင်တယောက်တစ်ထောက်စီမှာဗျဖုံးထိုင်ပုတ်နေကြတဲ့လူတွေရှိတယ်ခေါင်းငုတ်ပြီးတော့တယောက်ပြောင်မိသားစုအရေးကိုလည်းမသိကြတဲ့လူတွေရှိတယ်နောက်ပြီးတော့ဒီမိသားစုရဲ့ ဒီမျိုးထွေးမှုလည်းအများကြီးတော့သူတွေနေရှိတယ်ဒါကတော့ကျွန်တော်တို့တိကျပြန်လဲပြီး plus chat ကြည့်လိုက်မလို့ဒီ AN social ကြီးကကျွန်တော်တို့လူသားတွေပုံမှာဘယ်လိုမျိုးကျွန်တော်တို့အမိုးတစ်ခုလို့လွှမ်းမိုးရတာဖြစ်တယ်နော်အဲ့ဒီအိမ်မှာမိသားစု9ယောက်ရှိရင်ဖုံးကားလုံးရှိမယ်အဲ့ဒီဖုံးကားလုံးထဲမှာမှာအကောက်9ကောက်ရှိမယ်အဲ့ဒီ9ကောက်ထဲမှာမှာကျွန်တော်တို့ရဲ့မိသားစုမျိုးထွေးမှုကိုခွဲယူလာဖြစ်တယ်နော်သူ့ဖုံးမှာဗာမဲတက်လာငါ့ဖုံးမှာဗာမဲတက်လာမလို့စိတ်ဝင်စားနေတယ်ကျွန်တော်တို့ social ကိုပဲတင်းနေကိုကျွန်တော်ထိုင်ပို့ပြီးတော့အချိန်ကုန်သွားလို့လူတွေလည်းအများကြီးရှိတယ် စောနာလုံးကကျွန်တော်ပြောခဲ့သလိုတချို့တော့လူတွေကြတော့ social media မကောင်းလို့ဘက်မှာအသုံးပြုကြတာလားသူတွေအများကြီးကျွန်တော်တို့ရှိတာကိုတွေးမြင်လာခဲ့ရတယ်နော်ဒီဘက်ကမှကျွန်တော်တို့ account တစ်ပောက်ကိုကျွန်တော်တို့လှမ်းပြီးတော့ဟတ်ချင်တာ AC လေးအသားလေးလှမ်းပြီးတော့ဟတ်လို့ရတယ်ဒါလည်း social ဘိုင်းနဲ့ဆိုင်တယ်တချို့တော့လူတွေကြတော့ဒီ social ကိုအကောင်းဆုံးအသုံးပြုတက်လို့လူတွေများတယ်ဒီ social တွေပေါ်လာမှပဲကျွန်တော်တို့မရဘူးလို့အရာတွေကျွန်တော်တို့ရလာရလာခဲ့တယ်မပိုင်ဆိုင်ဘူးလို့အရာတွေကျွန်တော်တို့ပိုင်ဆိုင်လာခဲ့တယ်နော်အခုဆိုရင် TikTok ရှော့ကြီးပေါ်လာလို့ခါမှာ ျွန်တော်လူသားတွေတော်တော်များများဟာအပြစ်မှာဈေးဝယ်တယ်ဝယ်တဲ့လူတွေများနော်ဒီ TikTok ကိုကျွန်တော်နေ့စဉ်နဲ့များကျွန်တော်တို့အသုံးပြုနေတဲ့အတွက်ကိုဒီကျွန်တော်တို့ကြိုင်းနေတဲ့လူပစ္စည်းတခုတက်လာလို့ TikTok Shop မှာနှိုင်းတော့ cloud တွေလည်းနှိမ့်တော့မှားရုံပဲ easy ပဲနော်အချိန်နဲ့တမောက်သူရောက်လာခဲ့တာပဲနော်ကျွန်တော်တို့လူသားတွေတော်တော်များများကိုနောက်ဆုံး social တွေနဲ့ kain တောက်တော့တော်မယ်လို့တူတယ်နော် social တွေကလွှမ်းမိုးတော့မယ်လို့တူတယ် kain တွေကကျွန်တော်တို့တွေကိုဒီခိုင်းစေတော့မယ်လို့တူတယ်နော်အခုတော့မှကျွန်တော်တို့လူသားတော်တော်များက AI တွေက ဟိုစေခိုင်းနေပေါ့နော်ကျွန်တော်တို့လူသားတွေကဖန်တီးတီထွင်လိုက်လို့ AI တွေကကျွန်တော်တို့လူသားတွေကိုပဲပြန်လည်ပြီးတော့ခိုင်းစီတွေပြန်လည်ပြီးတော့တက်စီလိုက်မယ်လို့ကျွန်တော်နေနေထင်တယ်နော်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့လည်းဒီဘက်တိုးတက်လာတော့ဒီဘက်ခေတ်ကြီးမှာ AI နဲ့အလှမ်းမွေးအောင်လို့အနည်းဆုံး AI ဒီပညာလေးတွေကိုကိုကနည်းနည်းပါးပါးတော့ကိုကသိထားဖို့လိုတယ်တက်ထားဖို့လိုတယ်ကိုတက်ငယ်ချင်းတရားကိုဝိတမလထိုင်ပြီးတော့အားရချက်ကြည့်ပြီးရဘယ်လိုကောင်းလားဟိုဘယ် AI ကဘယ်လိုကောင်းလားဆိုပြီးတော့လထိုင်ကြုံလို့ခါမှာ ကိုကဘာမှမသိဘူးပဲစဟောင်းလောင်းနေကိုကသူပြောသမျှပဲကိုကခေါင်းညိပ်ပြီးတော့ခံရမှာပုံစံမျိုးဖြစ်သွားလိုက်မှာเนาะအဲ့ဒါကြောင့်အဲ့ဒါမျိုးမဖြစ်အောင်လို့ဒီဗီဒီယိုကြည့်နေလို့မိတ်ဆွေတို့ဒီ AI ကိုရင်းနှီးနိုင်တော့ရင်းနှီးအောင်လုပ်လာပါတက်နိုင်တော့ကျွမ်းကျင်အောင်လုပ်လာပါစမ်းတက်နိုင်တော့စမ်းတက်ပါဒီလိလနိုင်တော့နည်းနည်းလေးတွားရောက်ပြီးတော့လိလကြည့်ပါเนาะ AI ကိုကျွန်တော်တို့အကောင်းကောင်းကြီးအသုံးပြုတတ်မှာဆိုရင်ကျွန်တော်တို့ဒီ online social တွေပေါ်မှာ ကျွန်တော်တို့ပတ်စံတွေလည်းရှာလို့ရတယ်ကျွန်တော်ဗီဒီယိုလေးဖန်တီးပြီးတော့ကျွန်တော်တို့မျိုးစုံကျွန်တော်တို့လုပ်လို့ရတယ်ဒါပေမဲ့ကောင်းလို့အရာမျိုးကိုပဲလုပ်ပါလူအများအတွက်အကျိုးရှိဖို့ဗီဒီယိုမျိုးကိုပဲဖန်တီးပါလူအများအတွက်အသုံးဝင်မှုအရာမျိုးကိုပဲဖန်တီးပါလို့ကျွန်တော်ပြောချင်ပါတယ်တချို့သောလူတွေကြတော့ဆုံးနောက်လည်းကျွန်တော်ပြောခဲ့သလိုပဲ AI ကိုကောင်းကောင်းအသုံးမပြုတတ်တော့သူတွေကြတော့မတမာတဲ့သူတွေကြတော့အခုလိုဖျားပုံတော်တွေနဲ့ AI ကိုသူတို့ပောက်ပြရတယ်လုပ်ကြတယ် လှုပ်ချင်းလင်းလို့ပုံစံမျိုးတွေသူတို့လှုပ်ကြပြီးရတောက်ခိုင်းမလားဖရားတွေတရှင်းဆိုခိုင်းမလားဒီလိုဗီဒီယိုမျိုးတွေအများကြီးပဲကျွန်တော်ခုဆိုရင်ဟို social media ပေါ်မှာကျွန်တော်တွေ့မြင်ရတယ်ပေါ့နော်ဒါကလည်း AI ကိုကျွန်တော်အပြစ်တင်လို့မရဘူးပြ။ဘာကြောင့်လဲဆိုတော့ AI ကိုဖန်တီးတတ်တဲ့သူကကောင်းမှုတော့ကိုပဲသူကဖန်တီးလိုက်တယ်နော်။ကျွန်တော်တို့နေထိုင်နေတဲ့လူလောကကြီးကိုတိုးတက်စေပါစေတော့ဆိုပြီးတော့ရည်ရွယ်ချက်နဲ့ဖန်တီးကြပါဖြစ်တယ်နော်။ဒါဘယ်သူပဲဖြစ်ဖြစ်ဒီနည်းပညာတစ်ခုကိုဖန်တီးတတ်မယ်ဆိုရင်အများကောင်းယူတော့ကိုပဲဖန်တီးတတ်ဖြစ်လို့တော့ကိုအများကလည်း သူရဲ့စိတ်ဆန္ဒအတိုင်းဒီ AI တွေကိုဒီကောင်းညိုးဘက်မှာပဲအသုံးပြုနေရှင်တယ်ကြာနော်ဒီတချို့သောလူတွေကြာတော့မကောင်းဘူးဘက်မှာ AI ကိုသွားရောက်ပြီးတော့အသုံးပြုကြတဲ့သူတွေအများကြီးတွေ့မြင်ခဲ့ရပါတယ်လက်ရှိ AI ကိုပိုင်ဆိုင်ရလို့ကုမ္ပဏီကြီးတွေက Google ရှိမယ် Microsoft ရှိမယ် Amazon ရှိမယ် IBAI ရှိမယ်နောက်ပြီးတော့ဒီကျွန်တော်တို့ Open AI ကျွန်တော်တို့ရှိမယ်ပေါ့နော်ဒီ AI ဒီဒီ company ကြီးတွေကလက်ရှိ AI ကို တို့တွေကဟိုထိချုပ်တာလို့ကွန်မတီကြီးတွေဖြစ်တယ်ထိချုပ်ပိုင်ဆိုင်တာလို့ကွန်မတီကြီးတွေလည်းဖြစ်တော့ဘောနော်ဒီနေ့ဗီဒီယိုလေးအချိန်ပေးပြီးကြည့်ရှုမိတို့အတွက်ကိုလူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်လို့ပြောကြရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်အဆုံးသတ်ပြန်လေးလို့ပြောကြချင်ပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်